ငင်းငင်းရတော့လူတိုင်းလူချင်းပါပဲနှစ်ဖက်ဆက်သားတွေလည်းလူချင်းကြတယ်ကိုယ့်ဘက်ကောသူ့ဘက်ကောတော့လည်းပဲဒီဒီဥစ္စာနဲ့ပတ်သက်လို့ဟိုတချို့လည်းပဲမငင်းငင်းအောင်လုပ်မှသူတို့အတွက်အနေချောင်းတဲ့သဘောမျိုးရှိနိုင်တော့ပေါ့နော်ဒါကြောင့်လည်းဖြစ်နေတာပဲဘယ်လိုပဲပြောစစ်တပ်ကတော့တမ်းမတော်ဆိုတော့တိုင်းပြည်မှာတခုလေးပဲရှိတာပဲဘယ်လိုပဲဖြစ်သူ့ပြင်ရအောင်တော့ဘလူးမမရှိနိုင်ပါဘူးဒါကြောင့်အနေနဲ့အမြင်ငင်းငင်းရတော့ရမယ်လို့ပြောပြပါတယ် ညဉ့်ညာရီတားလူချင်းညဉ့်ညာလူတဲ့အခါမှာတပတ်ကစီလုံးညဉ့်ညူပါပါတယ်အဲ့ဒီတပတ်တချို့ကိစ္စတွေစွန့်လို့ရမယ်အနစ်နာခံရမယ်ရပြီးတဲ့အခါမှာအပင်မန်းခံဒီလောက်ပဲရှိရတယ်ညဉ့်ညံ့အတွက်ဒါစီဖြစ်နေတာတွေကဘယ်ရလို့တဲ့အဲဒါရီကတော့အဲကျွန်တော်အနေထားနဲ့တိတ်ပြီးတော့ဒါတော့လောလောဆယ်မပြောလို့သေးဘူးเนาะရှာဖွေကြည့်ရမှာပေါ့ဗျာကျွန်တော်တို့ကသတင်းသမားဆိုတော့ ပူပြီးနားလည်မှာပါနော်ကောင်းပါပြီကျေးဇူးပါကျေးဇူးပါအင်းရေရွှေမန်းတကောင်ကတော့လက်ရှိမှာပြောတော့လုတ်ချင်ပေမဲ့လည်းတိမ်ပြောချင်တဲ့အနေထားတော့တွေ့ရပါတယ်ရွှေမန်းလည်းအခုဆိုတော်တော်လေးကြာသွားနေတာပါပဲ ကြက်ဘူးဆိုရလူကဒါတို့ကဘယ်ဆော့တော့နေမရှိဘူးဆိုပါဘူးအဲသူတို့ကမကြက်ဘူးဆိုတာဟိုသူကခေါင်းဆောင်ဆိုတော့လည်းမကြက်ဘူးဆိုတော့မကြက်ဘူးဖြစ်သွားတာဒါပေမဲ့အများစုကအဲ့လိုဟုတ်တယ်ဒီတော့သူတို့ပဲပြောခဲ့တဲ့စကားကိုသူကမကောင်းဘူးပြန်ပြောတော့ဒီလူပဲကောင်းတယ်ပြောပြီးမကောင်းဘူးပြန်ပြောသူတို့ပဲပြောရကြတယ်အဲ့တော့ကျွန်တော်ကဘယ်လိုပြောရမှာလဲအဲ့ဒါတော့ဘလူဆော့တော့နေကိုတဲ့ကိုပြန်ပြောသွားတာဖြစ်ပါတယ် ။ကဲ NCO မကြိုက်တာဆိုတော့ဘယ်လိုစောတော့နေပဲရှိရဲ့တဲ့။ပြည်သူတွေကတော့ကြိုက်တယ်တဲ့။ကဲဟောဟောလာဗျာ။ဟောလာမျိုးတွေအားလုံးပဲသဘာဝဘေးနဲ့မေ့ပြီးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲ။ကျွန်တော်ရဲ့ Project Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီလိုလိုရရှိမှုသွားပေးမှာတော့ယနေ့အော်တိုဘာလ16ရက်နေ့ရမနက်ပိုင်းတင်အောင်ဆုံးရရှိတဲ့တင်းချူကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနေရှိဖို့ဒီနိုင်မျိုးထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းစုံအနေနဲ့ကစကောင်းဆောင်တွေက ၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတမာမတရားဖြင့်သိမ်းပိုက်ထားသည်မှာဒီနေ့မှာဆိုရင်တော့ပေါင်း916ရဲ့ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ဝန်တရားတာတွင်စစ်ကောင်စီကစစ်ကွေးတွေဆုံးမှုဆင်းမှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ15ကောင်မန္တလေးတိုင်းတောင်သာမြို့နယ်မှာ9ကောင်မန္တလေးတိုင်းညောင်မြို့နယ်မှာတော့တဦးလင်းဝင်ရောက်ခဲ့ပြီးတော့မုံပြီနယ်ရေးမြို့နယ်မှာစစ်ကွေး12ကောင်နေတားတိုင်းလောင်းလုံမြို့နယ်မှာ8ကောင်နဲ့ဂိုင်းတိုင်းစကိုင်းမြို့နယ်မှာတဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ ပထမဆုံးသတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံဟာယခုလက်ရှိခြေအနေကိုရောက်ရှိနေခြင်းဟာစစ်တရဲအကြိမ်ကြိမ်ညှိနှိုင်းမှုနဲ့ကျွန်တော်တို့ရဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုကိုလက်မခံပဲအတင်းလွတ်တော်ခေါ်ပြီးအစိုးရအရန်ဖြစ်ချင်နေတဲ့ NLD ကြောင့်ဆိုပြီးတော့ကြံ့ဖို့ပါတီခင်ရနေပြီးတော့ NLD ကိုပြစ်တင်ပြောဆိုခဲ့တာလည်းတွေ့ရှိရပါတယ်။ဒါကတော့ဝါဒဖြန့်တဲ့အနေနဲ့ပြည်သူတွေရှိမှပြောခဲ့တာဖြစ်ပြီးပြည်သူတွေဆိုတာကလည်းအလုံးစည်တိုင်းပါပဲ။စစ်ကွေးဘုံးမနဲ့6500ဇာတိဖြစ်ကြောင်းလည်းသိရှိမှဖြစ်ပါတယ်။ဒါကတော့နေပြီးတော့ ဒေယာတီတိမြို့နယ်မှာလာရောက်ခိုးလုံနေကြတဲ့ကျန်းဖို့ပါတီအဆက်နွယ်စစ်ဘေးရှောင်တွေကိုထောက်ပံ့ကူညီများပေးတဲ့ခန်းနာမှာခင်ကပြောကြတာဖြစ်ပါတယ်။ကျန်းဖို့ပါတီခင်ရအန်လက်ဒီယူဓာတ်ရိုက်အမိမတက်တော့လဲတရားခံမှာအဲ့ဒီအချိန်ကရှိခဲ့တဲ့အာနာရှိတဲ့ဖွဲ့စည်းနဲ့ခေါင်းဆောင်တွေကဖြစ်ပြီးအန်လက်ဒီရဲ့ဇူတင်းလို့မှုကြောင့်အခုကဲ့သို့ခြေနေများဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့လည်းထပ်မံပြီးတော့ဘာသာပြန်ပြီးပြောဆိုခဲ့တာလည်းတွေ့နေရပါတယ်။ဟိုတွေ့တော့လဲစိတ်ထဲမှာခံစားချက်နှမျိုးပေါ်တာပေါ့။ဟွန်းတစ်မျိုးကတော့ဘာပဲဖြစ်ဖြစ်လူဟာအသက်ကအရေးကြီးဆုံးပဲဟုတ်တယ်မလား။ လူမသိငွေမရှာပဲเนาะအသက်အန္တရာယ်ကင်းစွာနဲ့လုံလုံချုံချုံရှိတဲ့နေရာကိုရောက်လာတဲ့အတွက်ကြောင့်ဝန်တာတယ်ဒီအတွက်ဝန်တာပါတယ်လုံလုံချုံချုံနာပြောနေတာသူတော်အပြည့်မထွက်ရဘူးဟောခင်ဗျားတို့ချစ်ခင်တက်တဲ့ဒေတာကိုဆွန့်ခွာလာတဲ့အတွက်ကြောင့်ဟွပူဝင်တော့ကတော့ရှိကြပါเนาะဒီအတွက်ကျွန်တော်တို့ကိုချင်းစာပါဒါကျွန်တော်ခန်းစားချက်နှစ်မျိုးကျွန်တော်စောစောကပြောသလိုဘာကြောင့်ဒီဘဝကိုရောက်ရတယ်လဲပြန်စဉ်းစားကြည့်အဲ့တော့2029ရွေးကောက်ပွဲ မှတ်မိရပါလားရွေးကောက်ပွဲမတိုင်မီအချိန်တုန်းကကျွန်တော်အေးချမ်းပဲဗျတွားနေတဲ့နေရာကိုတွားလို့မရဘူးလားလူတန်းနေလို့လို့မရဘူးလားရတယ်ကလေးတွေကြောင်းပြောရွှင်တက်လို့ရတယ်ကြံတဲ့အသက်အန္တရာယ်ဆိုတာမရှိတော့ပါပဲဟွန်း2015 2020ကြားဆိုတာပူတော်ပြီးရပြည်သူတွေအေးချမ်းတယ်လူတိုင်းသိတယ်မင်းတယောက်တည်းမသိတယ်အေးအေးချမ်းချမ်းနဲ့ဟွန်းတော့ကျွန်တော်နိုင်ငံကြီးရဒီလိုနှစ်ပေါင်းများစွာဖြစ်တည်လာခဲ့တဲ့အချိန်ကြီး သို့တော်လည်းပဲ2010ရွေးကောက်ွက်ကာလမှာအဲ့တော့ဒီနေရာမှာတာဝန်ရှိတဲ့နိုင်ငံတော်အဖွဲ့အစည်းတွေเนาะကျွန်တော်နိုင်ငံရေးပါတီတွေဒါတွေကညှင်းညင်နိုင်နိုင်လုပ်ကြဖို့ပြန်လည်းစစ်ဆေးဖို့ကျိန်းဖန်များစွာတောင်းဆိုပါတယ်သို့တော်လည်းပဲအဲ့ဒီချိန်တုန်းကအာဏာရှိနေတဲ့အဖွဲ့အစည်းကတပ်ခံခဲ့ကြပဲနဲ့အတင်းအာဏာမှတွတ်တော်ဖွဲ့ဖို့လုပ်တယ်တွတ်တော်ဖွဲ့ပြီဆိုရင်ဆိုရတဲ့တန်တခုထပ်ဆရတော့မှာပေါ့ ဟိုဟလာပြည်သူရဲ့အသေးကြားမဲရပြားဆိုတဲ့ဥစ္စာလဲအသေးပဲမရှိတော့ဘူးပေါ့အကျဉ်းချင်းညှိတော်လဲပဲတင်းလို့တဲ့အတွက်ကြောင့်ဒီလိုဖြစ်ရတာမတရားခံဘသူလဲလို့မင်းအဲ့ဒီတော့မှရှိခဲ့တဲ့အဖွဲ့စည်းရဲ့တရားဓမ္မစာဝတ်ချက်ချောက်လို့ပဲကျွန်တော်ပြောရအဲ့တော့နောက်ဆက်တွဲအေးချင်းကြရီကိုခင်းပါဇက်ကဖာစကားပဲပြောရဆိုတော့အလုံးတွေ့တိုင်းပါပဲ လက်ရှိချိန်မှာမင်းအောင်လမ်းကြောင်းဘဝတွေကုန်ပြတ်နေတော့လူတိုင်းသိနေတဲ့ချိန်မှာတော့အင်ကြီးကနေပြီးတော့စင်ပေါ်တက်ပြီးတော့ခွေးလိုဟောင်းပြီးတော့ခွေးလိုဥနေတဲ့အလုံးတွေ့မှာဖြစ်ပါတယ်။အဲ့ဒီဘာတွေဖြစ်လာလဲ။နော်။ခွေးစည်းဝင်ချိုးတွေပြပောက်ထက်သွားတယ်။ဟုတ်တယ်မလား။ဒီဘဝမှာတက်တက်ကန်တောင်းချမ်းသူတွေပေါ်လာတယ်။ကျွန်တော်ပြောသလိုတိတ်ဆိတ်အကျန်းနဲ့ကျွန်တော်နေမြေလေးอ่ะဒီအကျန်းဖက်လူတွေကြောင့်တက်တက်ကန်ပြိပခါတွေပေါ်လာ။တတို့ကြောင့်ပေါ်ရတာ။ဟုတ်ဘူးလား။ဟုတ်တယ်မလား။ ဟုတ်ဘူးလားလေဟုတ်တယ်မလားလေကိုပေါ့ကိုပြောကိုပေါ့ကိုထောက်ခံနေခင်ကြီးမင်းအောက်ကကောင်တွေ6500ရမှာတော့ဆိုပြီးမင်းပြောတာဟုတ်နားထောင်နေတာဟုတ်လားမဟုတ်လားသူလည်းမသိဘူးပြီးတဲ့ကောင်ကလည်းမသိအောင်စောင်းနေရတယ်ဆိုထောင်ကျော်ကျွန်တော်အသက်ခံရုံးနေမြောင်မြောင်စွာမိရှုခါရတယ်ခဲကောင်လည်းခဲလို့အိမ်နေရာနေမိရှုခါကြမှာပေါ့ဗျာနော်ဒီထဲမှာမိသားစုဝင်တွေဆုံချွတဲ့လူတွေပါကြမယ်ပါမှာပေါ့ကဲတကယ်တမ်းဖြစ်လို့ခဏတော့စဉ်းစားကြည့်ခဲကောင်နေရာမှာအခုလို့စူးစူးဘူးဖြစ်တယ်ခဲကောင်တိတ်ဆောင်ပြေးကြရတယ်ဘဲကိုပြေးတယ်လေဘယ်နေရာတွေကိုပြေးတယ်လေ းလုံခြုံရေးတယ်ကိုပြစ်တာပဲမို့လားဟုတ်လားဒီနေရာမှာတပ်မတော်ရှိတယ်ဒီနေရာမှာအုပ်ချုပ်ရေးစနစ်တွေကောင်းတယ်ဒီနေရာကိုပြစ်ကြတာပဲလေတပုံရှိတဲ့နေရာကိုပြစ်လာအဲ့ဒါကအဖြေပဲအဲ့ဒါကအဖြေပဲဒီလောက်ဆိုကျွန်တော်နားလည်ပြီဟုတ်တယ်မလားဘယ်သူကဓမ္မလဲဘယ်သူကအာဓမ္မလဲဟွန်းเนาะဘယ်သူကနိုင်ငံကိုဖျက်ဆီးပြလိုက်တာလဲဒါကိုကွက်ကွက်ထင်တယ်မြင်စေချင်ပါဟုတ်လားတိုင်းပြည့်ပြည့်စုံဖြစ်စေမဲ့အဖြစ်မျိုးတော့ဘယ်တော့မှကျွန်တော်တို့ မကြုံရဘူးလို့ပါတယ်။ကဲကျော်လိုင်းပြီးကာလမှာတော့ဒီကောင်တွေကိုဒီတိုင်းထားမယ်ဆိုရင်တော့ပြည်သူတွေကနေပြီးတော်တော်လေးကိုမပေါက်ကွမှသိကြပါတယ်။ကျွန်တော်ဒီကောင်တွေကိုခုပြောတဲ့ဗီဒီယိုတွေကတသက်ယူထားပြီးဘာလို့အောင်လဲဆိုတာကတော့တော်လိုင်းကြီးကောင်းဆောင်တွေအနေနဲ့စဉ်းစားထားမှရတယ်ဖြစ်ပါတယ်။ဒီနေ့နိုင်ငံတော်အစိုးရနဲ့တပ်မတော်ကဒါကိုအစွမ်းကိုကြိုးစားနေတယ်။ဟုတ်သိပါလား။နော်။နေမြေတွေလည်းကျွန်တော်ပြန်ပြီးတော့သိပိုက်လို့ရတာလည်းရှိတယ်။နော်။အခုဆိုလို့ရှိရင်တဖြည်းဖြည်းတဖြည်းနဲ့ကိုတီတော့ကိုပြန်လဲချီချကြတယ်လူရှိတယ်။ခင်ဗျားတို့ကတော့နည်းနည်းကြံနေသေးတာပေါ့ဗျာ။နော်ကျွန်တော်ရုံးပါဆိုရင်လူ600လောက်ရှိတယ်။ ကျွန်တော်ပါတီဝင်နေလေပြိပကဒေတာချောင်းလာကြတာအခုမရှိတော့ဘူးမရှိတော့သူက200လောက်တော့ကြီးတယ်တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပြန်ပြီးတော့အေးချမ်းသွားတဲ့နေရာတွေကိုပြန်ပြန်သွားကြအိမ်ပြန်ခိရအိမ်ပြန်ဝန်တာစရာကောင်းအဲ့တော့နံပါတ်1ပြောချင်တာကတိုင်းပြည်တင်းတင်းအင်းကြမှုကိုဖျက်ဆီးတဲ့လူတွေအဖွဲ့အစည်းတွေကိုဘယ်တော့မှလက်မခံဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းမှာဒီလိုအခြေအနေမျိုးထပ်ပြီးတော့မဖြစ်အောင်ကျွန်တော်အားလုံးဝိုင်းမှုပြီးတော့ဆောင်ရွက်ကြမှန်တယ်နော် ကိုနိုင်ငံတော်အစိုးရကတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ပေးနေတယ်။ဒီဘက်ကလည်းပြည်သူတွေကလည်းမင်းတို့မရှိအောင်ဆောင်ရွက်နေတယ်။ပူနဲ့မပူနဲ့။အဲ့ကျွန်တော်တို့ပါတီကတော့အခုလိုဟလာအကြပ်ဖက်တဲ့ကြောင့်ရှောင်လာတဲ့စေဘေးရှောင်လာတဲ့ပုံကိုယ်တွေကိုနိုင်ငံနဲ့ကျွန်တော်ရှော့ပြီးတော့ကျွန်တော်အထူတာနာပေးနေတယ်။ကျွန်တော်တို့အခမ်းအနားဆမှာနိုင်ငံတော်အလောင်းအလေးပြုတယ်။ပြည်သူရှိတဲ့လူချင်းမှုပေးနိုင်တဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အလံအောက်မှာကျွန်တော်ထာဝရရည်တည်နေခြင်းတယ်ဆိုတဲ့ဆန္ဒမျိုး ကျတော့ရင်ထဲမှာအစင်သာရကိန်းဝန်နေနေအောင်ကျွန်တော်တို့ပါတီကတော့ဘာခဏပဲလုပ်လို့ခုလိုနိုင်ငံတော်အလံကိုလေးကျူတာမျိုးလုပ်ပါတယ်။အားလုံးကြားတိုင်းပါပဲခင်ကတော့ပြောပါရှင်းပါတယ်။သူတေဝတော်မဟုတ်သူ့ရဲ့ဆွေစဉ်မျိုးဆက်ကောင်မြန်မာနိုင်ငံကိုအုပ်ချုပ်ဖို့အတွက်လုံးဝကိုမှပဲစဉ်းစားထားပုံရပါတယ်။ဘာသာဝရတော်အမြဲတမ်းတည်ရှိခြင်းနဲ့ပုံပြောရဖြစ်တဲ့ထာဝရပဲတည်ရှိမလားအကြခင်ပဲကြွမလားဆိုတာကတော့ကျွန်တော်တို့တော်လန်ပြည်သူတွေရဲ့လုံးဝနဲ့ပဲမူတည်ပါတယ်။နောက်တစ်သတင်းပုဒ်အနေနဲ့ကတော့ NCA စံနှစ်ပြည့်အခမ်းအနားကိုတက်ရန် KNU ဥက္ကဋ္ဌဟောင်းမူတူစေဖို့ပေါင်ဝင်တိုင်းရင်းသားဖွဲ့စည်းများလို့နေပြည်တော်ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ဒါဟာအော်တိုဘာ15ရက်နေ့မှာကျင်းပမယ့် NCA လက်မှတ်ရေးထိုးစံနှစ်ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တာဖြစ်ပြီးတော့ကျင်းမျိုးသားစီယုံဥက္ကဋ္ဌဟောင်းစောမူတူစေဖို့နဲ့အခြားတိုင်းရင်းသားဖွဲ့စည်းတွေကနေပြည်တော်မှာရောက်ရှိပြီးတော့တက်ရောက်ခဲ့တာဖြစ်ပါတယ်။အမှုသူစီဖော်နေသူကရင်မျိုးသားအစီယုံတက်မှာ6ဥက္ကရာဟောင်းဘရူစောရွှေမောင်လေးလိုက်ပါလာတယ်ကိုတွေ့ရပြီးဘုံမူကြီးခေါဥက္ကာ နိုင်အောင်မငင်းနဲ့ရဲဘော်မျိုးဝင်တို့လည်းရောက်ရှိပြီးတော့တက်ရောက်ခဲ့ဆိုကြောင်းလည်းသိရှိရပါတယ်။ဒါကတော့ပြည်ပြည်နယ်ကနေပြီးတော့ KNU ဥက္ကဋ္ဌဟောင်းကြီးရာလက်ရှိမှာတော့ NCA လက်မှတ်ထိုးဖို့အားရပါရအားကျုံမတင်တဲ့တက်နေတဲ့အနေအထားပဲဖြစ်ပါတယ်။အဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့သတင်းကောင်းတွေရှိတယ်။တချို့သတင်းဆိုးတွေလည်းရှိတယ်။သတင်းဆိုးဆိုတာဖြစ်လာနိုင်တဲ့အကြောင်းတရားတွေပေါ့နော်။အဲဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းချိန်နေနေပြောပြပေးပါဦး။ဒါကတော့ကျွန်တော်တို့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မှာရှိတဲ့အဲတကဘာလုံးပတ်လိမ်နေတဲ့ကြားဖြတ် ဝေလိန်ကိုင်းပေါ့နော်ဒီဝေလိန်နဲ့အဖွဲ့ရဲ့စင်တာကိုကျွန်တော်တို့တရားဆင်ပြီးနေအင်တာနက်ဖြတ်တောက်ပြီးတဲ့နောက်ပိုင်းမှာဒီကြပြန်အဖွဲ့တွေကနေမှ Starlink တော်တော်များများကိုတိုးချဲ့ပြီးအသုံးပြုလာတာပေါ့ဒါတို့တချို့လူတွေကလည်းဒါ Starlink Band ဆိုရင် Band 80လောက်တော့ရှိတယ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒါအမေရိကန်နိုင်ငံကွန်ကရစ်ကနေမှလည်းစောက်စန်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ AFP သတင်းထားတာတခုကနေမှလည်းဟိုတင်ပြထားတာရှိတာပေါ့ဟုတ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့လည်းဒါအဲကြပြန်ငွေလိန်ကိုင်းကနေပြီးတော့မှ လိန်နဲ့အထဲမှာအမေရိကန်အဖွဲ့တဲ့ပါတယ်ပေါ့အမေရိကန်အဖွဲ့တဲ့လိန်ကားတဲ့ခါကျသူတို့ဘက်ကလည်းဒေါ်လာဘလောက်ဘလောက်ပါသွားတယ်လို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုရလဲဒါနဲ့ပတ်သက်ပြီးတော့သူတို့ကဒါအီလွန်မက်ဆိုပေါ့နော်အီလွန်မက်ဆိုဟိုဖိအားပေးဖို့ဆိုပြီးတော့မှဒီဟာကဆက်သွယ်ရေးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆက်သွယ်မှုခက်ခဲတဲ့နေရာတွေအတွက်သူကရည်ရွယ်ပြီးတော့ထုတ်တာထုတ်တဲ့ရည်ရွယ်ချက်ကဟိုဖုန်းလိုင်းမမိတဲ့နေရာတို့ တခုခုပေါ့နော်ဖုန်းလိုင်းမမိတဲ့နေရာတို့ဒါတော်တော်တဲ့တောင်တွေတို့အဲကျွန်တော်တို့အဲ့လိုမျိုးစိတ်ငြိမ်ရဲလေးမှာတွားပြီးတော့နေကျင်တဲ့သူတွေတို့ဘာလို့ပေါ့နော်အဲ့တော့ဘန်းလေးဘေးဖြည့်ထားပြီးတော့မှဘန်းလေးဟိုကျွန်တော်တို့ဒီဟိုဟာဖြစ်တဲ့နေရာလေးမှာအပေါ်အရေးအဝါသာကင်းလို့တဲ့နေရာလေးမှာထားလိုက်ပြီဆိုတာနဲ့သူကဟိုအင်တာနက်တုံးလို့ရမယ်ပေါ့နော်ဘာ VPN တွေဘာတွေဘာမှခံနေရမလို့ပဲနဲ့တုံးလို့ရမယ်ဟာအဲ့တော့ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေကဒီနေ့ဆက်သွယ်မှုအရာအားတော်တော်များများကကျွန်တော်တို့က စတားလင်နဲ့ထိန်းထားရတယ်ဟုတ်တယ်တနေရာနဲ့တနေရာဟုတ်နော်စတားလင်နဲ့ထိန်းထားရတယ်ထိန်းထားတဲ့ခါကျတော့အခုဒါကြားဖြန့်အကြောင်းကျွန်တော်တို့စတားလင်ကိုမျက်စာပြေခံရပြီစတားလင်ကိုပြောခံရပြီအဲ့တော့တခုခုမြန်ဖြတ်တောက်မှုလှုပ်ချလိုက်ရင်ကျွန်တော်တို့တော်လိုင်းကြီးအတွက်ကတော့တော်လိုင်းကြီးရဲ့ဆက်သွယ်မှုရန်နေရာ အချို့ကပေါ့နော်အချို့ဆိုတော်တော်များများကကျွန်တော်ပြတ်တောက်သွားမှတော့စိုးရင်ရတယ်ပေါ့နော်အဲ့ဒါဟိုစတားလင်ကြောင့်ရန်ထဖြစ်လို့လားမသိဘူးစတားလင်ကြောင့်စင်ကူးမှာရန်ထဖြစ်လို့အခုလိုမျိုးတွေဖြစ်ကုန်တာမသိဘူးဒါအတိတ်နမိတ်ပြတာလားတော့မသိဘူးပေါ့နော်အဲ့ဒါတော့တမင်အဲ့ဟိုတမင်တကာနောက်ပြီးတော့ပြောတာပါအဲ့တော့ဒီဟာကကျွန်တော်တို့သူတို့ကကိုကျိုးစီးပွားအတွက်ကျွန်တော်တို့မနေ့ကပြောခဲ့တဲ့အထဲမှာလည်းပါတာပေါ့နော်မနေ့ကပြောခဲ့တဲ့အထဲမှာလည်းပါတယ်ကိုကျိုးစီးပွားအတွက်လက်နက်ကင်ရတဲ့လူတွေပေါ့နော်ကိုကျိုးစီးပွားအတွက်လက်နက်ကင်ရတဲ့လူတွေကဒီစတားလင်နေနဲ့သူတို့က ပြီးရင်တော့သူတို့ပြောလိမ့်မယ်သူတို့မသိဘူးပေါ့နော်သူတို့မသိဘူးသူတို့ကဘာလုပ်တာလဲသူတို့ကဒီဒီမြေနေရာမှာသူတို့အလုပ်လုပ်ရှင်တယ်အဲသူတို့ online လို့လို့မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီမြေနေရာကိုအဲသူတို့ဟိုဖြစ်လိုက်တယ်ပေါ့နော်သူအဓိကသူတို့မလိန်တာမဟုတ်ဘူးမှန်ပါတယ်သူတို့လိန်တာလည်းမဟုတ်ပါဘူးအဲသူတို့ကလိန်မဲ့လူကိုပဲနေရာပေးတာလိန်မဲ့လူကိုနေရာပေးတယ်ထောက်ထောက်အထောက်ပံ့ပေးတယ်ကာဝယ်ပေးတယ်စောင့်ရှောက်ပေးတယ်ပေါ့နော်ဒီအရမျိုးပေါ့လို့လို့တဲ့အခါကျတော့သူတို့ကအကျိုးစီးပွားအတွက်လက်နဲ့ကင်တာ အကျိုးစီးပွားအတွက်လက်နဲ့ကင်တဲ့ခါကျတော့ကျွန်တော်တို့အခုဒါဒီအာရှနယ်မဟုတ်ဘဲနဲ့ဒီကဘာကပါအမေရိကန်ကပါဒီကိစ္စကိုတိလိုက်ပြီပေါ့နော်သူတို့စီကအီလိုမတ်ထုတ်လိုက်တဲ့ဒီစတားလင်တွေကကဘာကြီးကိုပတ်ပြီးတော့မှငွေလိန်နေတဲ့အဖွဲ့တွေကိုအထောက်အကူပြုနေပါလားဆိုတာကိုသွားပြီးတော့မှတိသွားရောတိလည်းတိသွားဘူးစတားလင်ကိုတခါပြဿနာရှာတော့မယ်အနေထားမျိုးပေါ့နော်အခုဖတ်ရတဲ့သတင်းတွေရဆိုလို့ရှိရင်ဒါဟိုဒီလိုမျိုးတော့လောက်လာနိုင်တယ်ပေါ့အဲ့လိုမျိုးလောက်လို့ကျွန်တော်တို့စတားလင်ကိုလုံးဝ ဒုံးဒီကုန်းဆိုပြီးတော့မှကောက်ပြီးတော့မှပိတ်ချလိုက်ရင်ကျွန်တော်တို့ online တက်ဖွဲ့တွေအသုံးပြနေရတာ starling လေးပဲရှိတယ်အဲ့တော့ဟိုမနေ့ကပြောပြောခဲ့လေပဲ NCA တက်တဲ့လူတွေကလည်းဒီလူတွေပဲ အခုစတားလင်းအပိတ်ခံအောင်လုပ်နေရတာလေဒီလူလေးပဲအဲ့တော့တော်လိုင်းရေးအတွက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့များတော်တော်များများပေါ့နော်တော်တော်များများဒုက္ခရောက်စေနိုင်တဲ့အကြောင်းတရားမျိုးတွေ့တွေ့ရတဲ့အတွက်ဒါစတားလင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကစိုးရိမ်ပွဲရတရားဖြစ်တယ်ဆိုတာကိုပြောချင်တာပေါ့နော်ဟုတ်ဟုတ်နောက်တစ်ခုကလည်းဒါကျွန်တော်တို့ကရင်နီပြည်နယ်ပေါ့နော်ကရင်နီပြည်နယ်လွိုက်ကော်ရဲ့အခြေချမ်းမှာစစ်ကောင်စီအင်အား60နဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေနဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီတိုက်ပွဲမှာပဲဒါစစ်ကောင်စီဘက်က10ဦးတေပြီးတော့ လက်နက်လေးလက်ပြင်ကျွန်တော်တို့ခဲယမ်းပြီးကြောက်တော်တော်များများကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေဒီမှာတိမ့်ဆဲရမိတယ်ပေါ့နော်အခုဆိုရင်ဒါပုံကကရင်မီနီပြည်နယ်မှာပဲစစ်ကောင်စီကနေပြီးတော့ဒါစစ်မျက်နှာ၅ခုပေါ့နော်ဖွင့်ပြီးတော့တိုက်ခိုက်နေရတယ်လို့လည်းသိရတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ like call ရဲ့ dimoso ရဲ့ fru so ရဲ့ volcano နဲ့ fair ကုံမျိုးတွေကိုဒါစစ်ကြောင်းတွေဖြန့်ပြီးတော့စစ်ကောင်စီနေနဲ့ဒါကရင်ပြည်နယ်ကိုတိတိတသား ဒါထိုးစစ်ဆင်လာတာကိုတော့တွေ့ရတာပေါ့ဟုတ်ဟုတ်ဒါလိုင်ကော်နာကပ်ပြီးတော့ကိုဒါတိုက်ပွဲဖြစ်နေတာပေါ့နော်လိုင်ကော်နာကပ်ပြီးတိုက်ပွဲဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဒါဒွန်လိုင်းဘက်ကတိုက်ခိုက်လိုက်လို့စစ်ကောင်စီက10ဦးဒါကျွန်တော်တို့10ဦးဂိမ်သွားတယ်ပေါ့နော်10ဦးဂိမ်သွားပြီးတော့တနက်၄လက်ရတယ်ပေါ့နော်ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဘက်ကဒါဟို တော်လိုင်းရေးကိုဆင်းမြင့်နေတာကျွန်တော်ဆရာကြီးပြောခဲ့လို့ဆင်းမြင့်နေတာငါးခုကျွန်တော်တို့ရင်ဆိုင်နေရတယ်ပေါ့နော်လိုက်ကောဆိုလို့ရှိရင်ရင်ဆိုင်ထားတာတော်တော်ကြာပြီလိုက်ကောဒီတိုင်းပဲဒီမော့ဆုဒါပရူโซဘောလခဲဖေကုံပေါ့နော်အန်တီနီယာတွေမှာနောက်လျှောက်ထစ်ကောင်စီနဲ့ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့နောက်လျှောက်ရင်ဆိုင်နေရတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ပြန်ပြီးတော့မှကျွန်တော်တို့ဘက်ကပြန်ပေးလိုက်တဲ့ကြီးကြီးမားမားဆုံးရှုံးမှုမျိုးရှိလာတော့လဲမရှိပါဘူးမရှိပေမဲ့လည်းကျွန်တော်တို့ဘက်ကနောက်လျှောက်နေတတူကအလုတ်လုတ်နေရတယ်ဆိုတာလေးကိုပြောချင်တာပေါ့အဲ့တော့လိုက်ကောမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကစားလိုက်ကောဆိုပြီးတော့ဒေတာကူဒေတာကူကမစစ်တော်လာကြလိုက်ကောဆိုပြီးတော့မှဘုံမှုချုပ် အုပ်ချုပ်တဲ့နေရာတနေရာရှိတယ်လို့ကျွန်တော်စကားခွန်ဖေကုံပေါ့နော်ဖေကုံမှာလည်းတခါဘုံဘူးချုပ်အုပ်ချုပ်တဲ့နေရာတနေရာရှိတယ်ပေါ့နော်ဒါရင်ဆိုင်နေရတဲ့နေရာတွေပြောရမယ်ဆိုလို့ရှိရင်ပြီးတော့ကျွန်တော်တို့ဒါဒီမော့ဆိုမှာဆိုလို့ရှိရင်ကျွန်တော်ဒီမော့ဆိုနဲ့ဖလူဆိုချားဆိုလို့ရှိရင်ကျွန်တော်တို့ဒါတတက14လို့ခေါ်တဲ့အမတ်14တက်မတော့တန်းမြင့်လေ့ကျင့်ရေးအကြောင်းပေါ့နော်တတက14မှာဆိုလို့ရှိရင်ဘုံဘူးချုပ်တယောက်အုပ်ချုပ်ပါတယ်အဲ့မှာနေဘုံဘူးချုပ်2ယောက်တော့ပြီးတော့ဖေကုံမှာတယောက်ဆိုတော့3ယောက်ပေါ့နော်ဘုံဘူးချုပ်3ယောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘောလက်ခဲမှာဆိုလို့ရှိရင်ဒါဘုံဘူးကြီး အုပ်ချုပ်တဲ့ကျွန်တော်တို့ စာဘာခပေါ်လခဲပေါ့နော်အစီခြေချပြူပါပေါ်လခဲဆိုပြီးတော့အဲ့တော့စစ်ကျွန်တော်စစ်ကော်မရှင်ကိုကျွန်တော်ရင်ဆိုင်နေရတာတကယ်ဟိုတိုင်ရင်ဘူးလောက်ဟိုဟာလောက်အုတ်ချုပ်တဲ့နေရာမျိုးတွေကိုကျွန်တော်တို့ကတိုက်ခိုက်နေရတာမဟုတ်ဘဲနဲ့တကယ်ကြီးကြီးမားမားပေါ့နော်ကြီးကြီးမားမားဒေတာကွမ်မှုစနာတွေလိုက်ကောတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါတတကဆက်လေးဆိုရဲမက်ခရော့ရှီပေါ့နော်သူကမက်ခရော့ရှီလို့ခေါ်တာပေါ့ဒီပဲထားလဲတို့ဘာတို့အနားမှာပေါ့နော်မက်ခရော့ရှီပေါ့အဲ့ဒီနေရာရဲ့နောက်ကျွန်တော်တို့ဒါဖဲကုံမှာဆိုလို့ရှိရင်လည်းစားကခွန်ရှိပြန်အောင်ပေါ့နော်အဲ့ဒါပြီးရင်ပေါ်လခဲမှာဆိုလို့ရှိရင်လည်းဒါဘုံဘူးကြီးတယောက်အုတ်ချုပ်တဲ့နေရာဒီလိုမျိုးတွေကိုကျွန်တော်တို့ကကြီးကြီးမားမားဒူးနဲ့ဒဲနဲ့ ဲ့ဒါတို့စီမံချက်ကောင်းကောင်းချပြီးတော့မှလွိုက်ကောဆိုရင်ကျွန်တော်တက္ကသိုလ်နာတီရောက်ပြီးရောက်ပြီးတော့မှရှေ့ဆက်ပြီးတော့ကတ်ဖို့အတွက်တော့ဒါဟိုဘက်ကစီမံချက်ကောင်းကောင်းချထားတဲ့ခါကျတော့အခိုင်အမာခံစစ်ပြင်ထားတဲ့ခါကျတော့ကျွန်တော်ရှေ့ဆက်တိုးတိုက်ဖို့အတွက်ဒါခက်ခဲတဲ့နေရာလို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့စီမံနေစာ၅ခုမှဒီအကောင်ကြီး၄កောင်အုပ်ချုပ်တဲ့နေရာရဲ့နေရာတွေပါနေတယ်ဗောနော်ဒီစီမံနေစာ၅ခုမှအဲ့ဒီအကောင်ကြီးဒီအုပ်ချုပ်တဲ့၄နေရာကိုကျွန်တော်တို့ကဒါတကယ်ဟိုကိုမာဝီပြောလို့ပြောရင်တော့ဟိုရတဲ့အခွန် ကဏ္ဍကသာငွေကောင်းခွဲနေတာပေါ့နော်ဒါပေမဲ့တကယ်တကယ်တိုက်ဟိလုတ်ဟိဆိုတဲ့အခါမျိုးကြလို့ရှိရင်ဒါစူးစူးစီးမှုမရှိဘူးပေါ့နော်မရှိတဲ့အခါကျတော့ဒါကြောင့်မလို့သာလေကျွန်တော်တို့ဆင်းမြဲနေတာဖြတ်ပြီးတော့တိုက်တဲ့နေရာတွေမှာဝိုင်းပြီးတော့လောက်အကန်ရတာတွေခက်နေတယ်လို့ဒါသူသူပြောသွားတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီဟာသာစူးစူးစီးစီးနဲ့ကျွန်တော်တို့ရမုံငွေကိုသာတကယ်ပုံပြီးတော့မှတနေရာလေးကိုပုံပြီးတော့မှဒီလကတော့ဒီနေရာနောက်လကတော့ဟိုနေရာဆုံးပြီးတော့စီမံချက်ကောင်းကောင်းနဲ့ပုံပြီးတော့ပြင်းမယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့လားလာဖြစ်နိုင်မယ်ဆိုတာလေးပြောချင်တာပေါ့အဲ့တော့ဒီလိုဖြစ်ဖို့အတွက်လဲဒါတို့တွေဆက်ပြီးတော့မှလုပ်နေတယ်ဆိုတာလေးလည်း တိရတယ်ပေါ့နော်ဒီတိုင်းကွဲပြီးတော့မှအကွဲပြင်းနဲ့ဆက်သွားနေမှာမဟုတ်ပဲနဲ့အကွဲပြင်းဆိုတော့တရားနဲ့တရားရန်ဖြစ်နေတာမဟုတ်ငွေကောင်းကွဲတာကိုပြောတာပေါ့နော်ငွေကောင်းကွဲတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ဒါဆက်ပြီးတော့မှဒါစုစုစည်းစည်းလေးဒါလုံနိုင်တော့ပိုကောင်းလိမ့်မယ်ဆိုတဲ့ဟာလေးပြောနေတာပေါ့ဟုတ်နောက်တစ်ခုကတော့ဒါတကယ်ဝန်တာစီကတရေမဲပေါ့နော်အရကတက်တော်ကနေမှကျွန်တော်တို့ပဲခူးတိုင်းအုတ်ချစ်ပင်မြို့နယ်မှာရှိတဲ့ဒါကပ္ပစဆက်လျှောက်အနီနာကကိစကန်တခုကိုတိုက်ခိုက်ပိမ့်ပိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ဒါစစ်ကောင်စီဘက်ကအဲ60ကျော်တေဆုံးပြီးတော့စစ်ကောင်စီရဲ့မိသားစုဝင် 30ကိုလည်းအရှင်ဖမ်းမိထားတယ်နောက်တစ်ခုကကျွန်တော်တို့လက်နက်ခဲရဲ့အမြောက်အများကိုလည်းဒါတိမ့်ဆဲရမိတယ်လို့သိရတာပေါ့နော်ဟုတ်ဟုတ်ဒါမျိုးသားတွေရောမျိုးသမီးတွေရောဒါဖမ်းမိထားတယ်လို့ပြောတာပေါ့နော်မျိုးသားတွေရောမျိုးသမီးတွေရောဖမ်းမိတာအဲ့တော့ကျွန်တော်တို့ကကာပါစာတွေဝင်တိုက်ပါလားကာပါစာတွေဝင်တိုက်ပါလားဆိုတော့ဟာကလည်းဒါကျွန်တော်တို့ဟိုပြောရခက်တယ်ပေါ့နော်မြေပြင်မှာအလုပ်လုပ်နေတဲ့လူတွေကပို့ပြီးတော့မှသိပါလိမ့်မယ်ဒါကာပါစာကိုဘုံကနေတိုက်ဖို့အတွက်တင့်လျော်လား မသိလျော်ဘူးလားအဲဒါဘာကြောင့်လဲဆိုတော့အဖြေတွေကတော့ကျွန်တော်တို့တော်လိုင်းကြီးခေါင်းဆောင်တွေမှာရှိပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကာဘာဆာနောက်တဖြည်းဖြည်းဟိုဘက်ကျွန်တော်စိတ်ပြုတ်ပဲမှာဆိုလို့ရှိရင်လည်းကာဘာဆာ နာကိုကတ်နေပြီဗောနော်ကပ္ပသနာကိုကတ်နေပြီကျွန်တော်ဇင်မျိုးဇင်မျိုးရွာဗောကပ္ပသ14နာเนาะဇင်မျိုးရွာကိုလည်းကျွန်တော်ရောက်နေပြီဒီဘက်မှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကပ္ပသ16နားမှာရှိတဲ့ရွာကိုတခါအဲ့ဒီစခန်းကိုကာကင်းစခန်းကိုတိမ့်မိပြီဗောနော်ဒီလိုတိမ့်မိယုံနေမဟုတ်ပဲနေအဲ့မှာအမျိုးသားတွေရောအမျိုးသမီးတွေရောဖမ်းမိရဲဆိုတဲ့ကျွန်တော်တို့ဟိုစစ်တပ်ရဲ့သူတို့ကပ္ပသကိုမကြားရည်အတွက်လူကားထားတဲ့ဟာကဟိုလိန်အောင်ခွဲကြတော့ဘောနော်လိန်အောင်ခွဲကြတော့ပဲနဲ့တော့မျိုးသားတော့ကပ္ပသမှာကသူကမျိုးသမီးဝင်နေနေလည်းရှိတယ် အမျိုးသားဝင်နှန်းတွေလည်းရှိတယ်အဲဆိုတော့ဒါဒါတော့အများနဲ့ရှိစက်ယုံတွေမှာတော့အများနဲ့ရှိနေကြပါဘူးတက်မတော့ချီမင်းနဲ့ထဲကျုပ်စက်ယုံတို့ဘာလို့အဲ့လိုမျိုးပေါ့နော်တက်မတော့ရန်စက်ယုံတို့ဘာလို့ဒီလိုနေရာတွေပါကကျွန်တော်တို့ပြင်ပကစက်ယုံအလုပ်တွေလိုပဲအလုပ်ဟိုဘယ်လိုပြောရမလဲအလုပ်ပေါ်တဲ့နေရာဆိုလို့ရှိရင်နူးနူးညံ့ညံ့လောက်ရမယ့်နေရာမျိုးဆိုရင်အမျိုးသမီးတွေကိုအခန့်နာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေလောက်တဲ့ကကပ္ပစားတစ်ခုတစ်ခုမှာကျွန်တော်ဝန်ထမ်းပေါင်းကဒါထောင်ချီးပြီးတော့မှရှိတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီလိုနေရာတွေကတ်ရတာကကျွန်တော်တို့ဟိုတက် ပရဝုံလေးတစ်ခုပေါ့နော်အဝင်းဝိုင်းလေးတစ်ခုကိုကတ်ရတာတဲ့တော့ပို့ပြီးတော့မှဟိုခက်ခဲသေးတယ်ပေါ့နော်ခက်ခဲတယ်ပေါ့ကာကင်းနေအများကြီးထုတ်တာတဲ့ဟိုနာ10ရောက်စားဒီနာရောက်20စားနဲ့ဒီလိုမျိုးပပလက်ထုတ်ပြီးတော့မှဒါကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေရဲ့သွားလာလှုပ်ရှားမှုတွေအကတ်လာတဲ့ဟာတွေဒီဟာတွေကိုအများနဲ့နားဆွင့်နေမဲ့အခြေအနေမျိုးလဲသွားပြီးတော့မှကြုံရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါနောက်တစ်ခုကကျွန်တော်တို့နိုင်ရီကန်ပေါ့နိုင်ရီကန် ကဘာလုံးစခန်းဆိုလို့ရှိရင်ဒါပြည်သူလူထုလဲဟိုဒီကဘာလုံးစခန်းရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးဖြစ်လိမ့်မယ်ပေါ့နော်ဒါကသူကအခိုင်အမာတကယ်တေချာလောက်ထတာပေါ့နော်တေချာလောက်ထတာနိုင်ရင်ကန် viewer စခန်းကိုသူကဘယ်လောက်ထိအောင်တော့တင်စားပြီးတော့မှချစ်ကောင်းကြီးဘက်ကတင်စားပြီးတော့ကိုခေါ်နေလဲဆိုရှင်ဒုတိယတောင်ခမ်းဒုတိယတောင်ခမ်းပေါ့နော်ဒုတိယတောင်ခမ်းဆိုတာကတော့တောင်ခမ်းကတော့ကျွန်တော်တို့နောင်ချိုပြီးွားတော့တောင်ခမ်းရတော့မယ်ရတော့မယ်ကြလိမ့်မယ်ဆိုပြီးတော့မှကျွန်တော်တို့ဝိုင်းပြီးတော့မှခံမှန်းထတာပေါ့နော်ခံမှန်းထားတဲ့အချိန်မှာတောင်ခမ်းမကြခဲ့ဘူးမကြမကြခဲ့ဘဲနဲ့တောင်ခမ်းနေပြန်အာယူပြီးတော့မှကျွန်တော်တို့နောင်ချို အခုဆိုလို့ရှိရင်ကြောင်မဲအခုဆိုထပ်ပြီးတော့မှတီဘောတော့ထပ်ပြီးတော့မှခြေလန်း ပြင်နေတဲ့အနေအထားမျိုးတွေဒီဘောနာ၄မိုင်กว่าထိတော့ရောက်ရှိလာပြီလို့တော့ပြောလို့ရတဲ့အနေအထားတွေပြန်လှန်ထိုးခဲ့တဲ့တောင်ခမ်းပေါ့နော်ဒီတိုင်းပဲသူကနိုင်ငံကနေပြန်အားပြုမယ်ပေါ့နော်နိုင်အကုန်လုံးကလည်းနိုင်ငံကမှာသွားစုနေတဲ့သဘောမျိုးရှိတာပေါ့နော်အဲချစ်ကောင်စီကပြေးသမ ्या တွေရောဟိုလက်နဲ့ချပြီးရောလက်နဲ့ထားခဲ့ပြီးရောထွက်ပြေးသမ ्या တွေရောနောက်ဆုတ်မခံနိုင်လို့နောက်ဆုတ်လာဟိုတစ်ခါဖိုက်တာဂုံးတွေရောဗါတွေရောအကုန်လုံးကဒီနိုင်ငံကမှာသွားစုနေမယ်အနေအထားမျိုးရှိရပေါ့နော်အဲ့ဒီနိုင်ငံကဘာဘာမှာသွားပြီးတော့သူကရေးကြီးနေလဲဆိုတော့ကျွန်တော်တို့ဒီရေဒါပေါ့ပြီးလို့ရှိရင်ဆရာယူလိုက်တာနည်းနည်းမေးမေးကြည့်ကျင်တယ်ပေါ့နော်ဒီရေဒါနဲ့ပတ်သက်ပြီး တော့မှသူတို့မှာတာဝန်ကြီးအကြီးရှိနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုဒီရီတာကဘလို့လေရင်မျိုးတွေဆိုရင်ပေါ်လဲပေါ့နော်ဘလို့လေရင်မျိုးတွေဆိုရင်ပေါ်လဲပြီးရင်ဆရာကြီးအဲ့ဒါလေးကျွန်တော်တို့တစ်ချက်ရှင်းပြပေးဖို့အဲ့တော့ဒီနိုင်ငံကိုဒုတိယတောင်ခန်းဆိုပြီးတော့တင်စားပြီးတော့မှနိုင်ငံကနေသူတို့ပြန်ပြီးရှင်းတမ်းမယ်တောင်ခန်းလိုပဲနိုင်ငံကနေရှင်းတမ်းပြီးတော့မှရခိုင်ပြည်နယ်အန်ပဲ channel ကိုသူတို့ပြန်ပြီးတော့မှထိုးဝင်နိုင်မယ်အနေထားမျိုးဆိုပြီးတော့မှနိုင်ငံကိုသူက spring တစ်ခုလိုတော့မယ် ကန်ထွက်လာမယ့်အရာလို့တော့မှန်ထားတယ်လို့ဒါဟိုစစ်ကောင်စီကတင်သားပြီးခေါ်နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံ viewer စခန်းမှာရှိတယ် radar ကအဲဘလို့ လေချောင်းရံတွေကိုဘယ်လိုကာကွယ်လဲပြီးလို့ရှိရင်ဒါသူ့ရဲ့အဲဟိုဟာကလုံဆောင်နိုင်စွမ်းနေရဘယ်လိုလဲတော်လိုင်းတက်ဖွဲ့သားနိုင်ငံစခန်းကိုရခဲ့မယ်ဆိုရင်ဒီရေဒါကိုယူလိုက်ရင်ကျွန်တော်တို့ဘာတွေအကျိုးကျေးဇူးတွေရှိလာမလဲဆိုတာဆိုင်တွေနဲ့ပြောပြပေးပါဦးရေဒါကတော့ဘုံကကျွန်တော်တို့ဒီရက်ဖက်ရေဒါနဲ့စစ်ဖက်ရေဒါဆိုပြီးတော့ရှိရှိတယ်ပေါ့နော်ဟိုရက်ဖက်ရေဒါမှာတုံးတယ်ဆိုရင်ကျွန်တော်တို့ SSR ပေါ့ SSR ဆိုရင်ကျွန်တော်တို့ secondary surveillance radar ဆိုတာအဲ့ရေဒါကတော့ခုနကလို့ဒီ transponder on မှာဒါရဲ့လေဒါဒီရေဒါမှာမိတာပေါ့နော်ဒါစစ်စစ်တပ်ရေဒါကျတော့နှစ်ခုလုံးပါတယ် PSR ဆိုတော့ primary surveillance radar ဆိုတာ PSR ဆိုတာခုနကလို transponder မပေါ့မအွန်လဲလေးတော်တော်များများအောင်မိတယ်အစစ်တက်က radar တော်တော်များများ PSR ရော SSR ရောနှစ်ခုလုံးရတယ်ဗောနော်ဟိုအရင်တော့ကျွန်တော်တို့1962ခုနှစ်တုန်းကကျွန်တော်တို့လေတက်ကတုံးခဲ့တဲ့ radar တွေမဝယ်နိုင်တော့အဲ့ဒီ1962ခုနှစ်ကတုံးခဲ့တဲ့ radar တွေကတော့အထိုင် radar တွေအထိုင် radar တွေကသူကဟို radar တစ်လုံးရဲ့တန်ကြီးရတယ်ဘုံကဒေါ်လာတန်း200ရဲ့အထက်မှာရှိတယ် တန်း200တန်း300ဆိုတော့မဝင်နိုင်တော့ဘူးခုနောက်ပိုင်းမှာတော့ဒါ2009နောက်ပိုင်းမှာစစ်တပ်ကတော်တော်များများတုံးလာတာဒါရုရှားနိုင်ငံထုတ်ပေါ့နော်ရုရှားနိုင်ငံထုတ်ကျွန်တော်တို့ 36D6 radar ရဲ့နောက်တစ်ခုက 80K6 radar တွေတုံးလာတယ်အဲ့ဒီ 36D6 တို့ 80K6 တို့ radar တွေကတော့ mobile နေပေါ့ကားနဲ့ပဲရွှေ့ပြီးတော့လိုအပ်တဲ့နေရာမှာရွှေ့ပြီးတော့ဒါ radar setting ထိုင်ပြီးတော့မှခုနနိုင်ငံတကာဝင်လာတဲ့လေယာဉ်တွေကိုဥမာအခုဒါနိုင်ငံမှာရှိတဲ့ radar ဆိုရင်ကျွန်တော်တို့အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့အဲ့ဒီနိုင်ငံဘက်က ဝင်လာတဲ့လေရေတော်တော်များများကိုဒါစောင့်ကြည့်တဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုဘယ်လိုမျိုးတွေအားလုံးပဲဒီမျိုးတွေ့ခဲ့ရအကြောင်းအရာတွေကောနေ့ကမှရှိတဲ့ဗီတာကိုဒါကျွန်တော်တို့ဒေါ်လာရေးဘက်ကရခဲ့မယ်ဆိုရင်တော့အရန်ကိုမှကောင်းမွန်တဲ့အနေအထားတစ်ခုရှိတယ်ဆိုပြီးတော့ပြောထားတွေ့ရှိရပါတယ်မဒီဗီတာယူကိုဘယ်လိုမျိုးရွှေ့သွားမလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်မှာဖြစ်ပြီးတော့ဒေါ်လာရင်းတည်နေရောသိမ့်ပိုင်နိုင်မလားဆိုတာကတော့နောက်မှဆက်လက်ကြည့်မှာဖြစ်ပါတယ်ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီတာနဲ့ပဲဆုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးတော့မှာတော့ နောက်တဲ့သတင်းတွေတော်ပြီးတော့ကျွန်တော်ရဲ့ကိုကြည်ဘလိုရင်း channel လေးကိုတိုင်ရန် scroll လန့် scroll ပြီးပေးအောင်လည်းတာကြည့်မြင်တက်လာမြတ်ပြီးတွင်သတင်းအားလုံးနေ့စဉ်ကြည့်ရှုရရဖြစ်ပါတယ်ညရှင်တိုင်းသတင်းစီစဉ်မှာပြန်လည်ဆုံတွေ့ကြအောင်မယ်ဆုံးရှုရတူးချင်းတိုင်းသူပဲကျေးဇူးတင်ရှိပါတယ်ဗျာ